မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဒီနေ့မြန်မာပြည်ပါဒီနေ့၁၂ရက်၆လ2025ကြာသပတိနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်၁၂ရက်၆လ2025ကြာသပတိနေ့ဒီနေ့တာကဏ္ဍမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာ ကြာသာမတိတရားတဲ့အိုးဝေလောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စမှာတော့ပြဿနာမရှိဘူးပြု။ဒါပေမဲ့စိတ်ထဲမှာအိုးဝေလောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်တိုင်းမကြတတ်ဘူး။စိတ်ထဲမှာတစ်ခုခုအလိုဆန္ဒမပြည့်တယ်လို့ခံစားရတာဖြစ်တဲ့အတွက်အဲဒီအလိုဆန္ဒမပြည့်တဲ့ခုနသားသမီးအလုံးတို့ဒီအဲခင်ဗျရာဟုတောင်းအနောက်မြောက်တောင်းလက်အိမ်မှာစားတဲ့ထမင်းပေါ့ဗျာထမင်းလေးကိုအဲလက်ကလေးတက်ဆုပ်လောက်ကလေးကိုင်းပြီးမှစူတောင်းအဲဒီထမင်းလေးရဲ့ ။အော်ကျွန်တော်လေးလုပ်ငန်းမကောင်းဘူးဗျာ။လုပ်ငန်းကောင်းကျင်လိုက်တာ။လုပ်ငန်းကောင်းနေနိုင်တဲ့ခွန်းလန်းနေပေါ့။အတင်းသမင်းလေးကကိုကြီးစောင့်ကြောက်တော်မူပါ။အတင်းသမင်းလေးရဲ့ကျွန်တော်လုပ်ငန်းမကောင်းဘူး။အိမ်မှာအိမ်ဆောက်ခြင်းနဲ့အာသားလေးကအလှူလှုပ်ခြင်းနဲ့အချွေးမလေးရနိုင်ငံရမှာလှုပ်ခြင်းနဲ့မြီးလေးကအလုတ်ခေါ်သားလေးတွေမလာလို့အဲ့ဒီကိစ္စတွေအိုးရင်လုတ်ကင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှာပိတ်ဆို့နေတယ်ဗျာအိမ်နေဆောက်ခြင်းနဲ့အလုတ်ကင်နေရခြင်းနဲ့အလုတ်ကင်နေပိတ်နေတာပွင့်နေတဲ့နိုင်ငံညသွားခြင်းနဲ့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆင်းမပြေဖြစ်နေတယ်ဗျာအဆင်ပြေအောင် ကျွန်တော်တို့ကိုကူညီဆောင်ရှောက်ပါတယ်ထမင်းလေးကကူညီဆောင်ရှောက်ပါဆိုတဲ့အကြောင်းရာဟုတောင်းနောက်မြောက်တော့လဲပြီးထမင်းစုပ်ကလေးကိုလက်ကလေးကိုစုပ်စုပ်ပြီးမှကင်ပြီးမှဆူတောင်းဆူတောင်းပြီးမှတစုံတယောက်တော့သူအစာအာဟာရကုသိုလ်ပြုပါဗျာတလိဆန်လေးတွေကျွေးလိုက်ဆမ်းပါခင်ဗျားတို့မှာပိတ်ဆိုတဲ့အိုးရင်လောက်ကင်များဆူတောင်းပြီးတဲ့အချိန်က၃ရက်အတွင်းအိုးရင်လောက်ကင်များအများဆုံးနိုင်ပိုင်းသူ၄နိုင်အတွင်းအိုးရင်လောက်ကင်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အမှန်နိပသက်နဲ့ပသက်တွေမှာဒီချိန်မှာ အဲငွေရတော့ခမယာကြီးထင်ကိုလွဲချုံနေတော့မစုံမှုအစင်းပြေးမယ်ရမယ်နောက်ကြတဲ့တက်ကာလာမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်အိုးလိုကနေပတ်တဲ့ကိစ္စငွေကြီးနဲ့ပတ်တဲ့ကိစ္စအစင်းမပြေးကြတဲ့ပုံကိုအားလုံးတို့ဒီသူကတင်းလာအရှိရကိုလှဲ့နော်အဲ့ဒါကျွန်တော်တို့ရပြလို့ရှိလို့ရှိရင်တော့ပဲကြော်လီပဲကြော်လီပဲကြမ်းကြော်လီပဲကြမ်းကြော်လီတစ်စီးလောက်စားပြီးမှဆူတော့ အသိမေးကြမ်းကြော်တစည်းလေးရဲ့ကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလိုချင်တဲ့ကျွန်တော်လိုချင်တဲ့ပတ်စံဘလောက်ရချင်တဲ့ပတ်စံဘလောက်ကျွန်တော်ပြီးစရာဘလောက်ပြန်ရရင်ဇာလေးအများဆုံးဆင်ပြေချင်တယ်ဗျာအများဆုံးဆင်ပြေအောင်ကူညီစောင့်ကြောက်ပါဆိုတဲ့ကြောင်တင်းလာရှေ့ရကိုလက်ပေးကြမ်းကြော်လေးတစည်းလောက်စပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအမြန်ဆုံးပွလန်းသွားမှာဖြစ်ပါတယ်ဗျာ။နောက်အဲ့ဒါလေးတစ်ချက်ရှိတယ်ပြု။အဲဒီချိန်မှာစိတ်နဲ့ပတ်သက်လို့ပြောလားဆိုပြောပါတယ်။ စိတ်နဲ့လူနဲ့မှာစိတ်ကမြန်ပြီးလူကနောက်ကျတတ်တဲ့ကာလမျိုးဖြစ်ပြီးတခါစိတ်ကြောင်ပဲတခါတလေလုပ်ငန်းနဲ့ပတ်သက်တဲ့အဆင်မပြေမှုလုပ်ငန်းနဲ့ပတ်သက်တဲ့အာမရမှုငွေကြေးနဲ့ပတ်သက်တဲ့အဆင်မပြေမှုငွေကြေးနဲ့ပတ်သက်တဲ့အာမရမှုဖြစ်ပြီးတွေးသမျှလူတိုင်းကိုကအမြင်မကျော်သည်လိုဖြစ်နေတာဖြစ်တဲ့အတွက်အဲ့ဒါအဆင်မပြေတတ်ပါဘူးဗျာဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့အဆင်ပြေခြင်းနဲ့လူတွေသည်အင်္ကာတော့အရှိတောင်တောင်ကိုလှည့်တည်တည်လေးတစ်လုံးတော့ကိုင်းပြီးမှဆူတောင်အသင်တည်တည်လေး အာကျွန်တော်ဒီစိတ်တင်ခြင်းတယ်ကျွန်တော်စိတ်တွေလုံးမကြောက်ဘူးလုံးကတော့လုံးမရှိဘူးဗျာအလုံးလုံးတဲ့လူကစိတ်ဝင်စားဘူးဗျာအိုးရင်လောက်ခဲ့တဲ့ပတ်သက်တဲ့အဆင်မပြေဘူးအိမ်မှာလည်းပူးနေရတယ်အဲ့ကိစ္စတွေနဲ့အဆင်မပြေဘူးအကျွေးလည်းပေးသေးရရှိတယ်အောင်နေနောက်နေတယ်အဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးဗျာအဲ့ဒီအဆင်မပြေဖြစ်တဲ့စိတ်တကြဆင်းမှုများအဆင်ပြေအောင်အတင်တည်းတည်းလေးကကုညီဆောင်ချောက်ပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်းတော့လဲပြီးတရားကတိလေးကိုဂိုင်းပြီးမှဆူတောင်းမယ်ဆိုရင်ဆူတောင်းပြီးသုံးတယောက်သောသူကိုအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုလို့ရှိရင်တော့ တင်းတို့မှာစိတ်ချမ်းသာပျော်ရွှင်မှုများတင်းရဲ့စိတ်ထဲမှာရှိတဲ့လိုအပ်ချက်များအများဆုံးပြည့်စုံသုံးပါမှာဖြစ်ပါလေဗျာကိုနေနေနဲ့ဆက်သက်တဲ့တလူယောက်ျားလူယောက်ျားတွေတပြက်တဲ့ကိုကိုရင်ကိုမိသားစုကိုလုံးကမှမလုပ်ဘူးအာလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိမှာလုံးတင်လုံးထက်တဲ့လုပ်ငန်းတွေလုပ်အောင်မှမလုပ်တင်မလုပ်ထက်တဲ့လုပ်ငန်းတွေလုပ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာရှာတဲ့မလိုဘဲနဲ့ပြဿနာရှာတဲ့အတွက်လူယောက်ျားတွေတပြက်ပြီးအသေးလို့ရှိရင်တည်ခြင်းသုံးနဲ့တည်တတ်ပါလေဗျာအာတည်ခြင်းသုံးနဲ့တည်တတ်တယ် အလူယောက်ျားတွေနဲ့ပတ်သက်တဲ့ဓာတ်ပြည့်ပြည့်နေတာဖြစ်တဲ့တဲ့ဓာတ်ပြည့်နေတဲ့တဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစီအပြင်းကျန်တဲ့မိမိမှာရှိတဲ့လက်သေးလေးနော်မိမိမှာရှိတဲ့လက်သေးလေးလက်သေးလေးကိုပို့ပြီးမှစုတောင်းအတင်လက်သေးလေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားကလုံးမလုပ်ဘူးလုံးလုံးမှဖြစ်မယ်အလုပ်တော့လုပ်ပါရဲ့ပတ်သက်မှဘူးပတ်သက်အမှဖြစ်မယ်အိမ်ကိုတတ်မှတ်ထားတဲ့အချိန်ကြီးပြန်မလာဘူးအလုပ်ထဲမှာမရှိဘူးအပြင်ထွက်နေတယ်အိမ်မှာလည်းမကပ်ဘူးအပြင်ထွက်နေတယ်ကတီဘီတွေသွားနေတယ်လက်ပိတ်ဆိုင်တွေသွားနေတယ်ဝါတာတာရာတာတာလုပ်နေတာဖြစ်တဲ့တဲ့ ပြဿနာတွေဖြစ်မကောင်းမှုဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတယ်ဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးအသင်လေးရဲ့လက်သေးလေးကကုညီပါအသင်လက်သေးလေးကကုညီပါဒါကြောင့်အသင်လက်သေးလေးရဲ့ကျမတို့အိမ်မှာရှိတဲ့လူယောက်ျားအရက်တွေတောက်တာရအောင်ကိုရင်းကိုရင်းကိုမိသားစုမှာလှုပ်တီလှုပ်အောင်ငွေကြေးတွေပေးအောင်အိမ်မှာပဲအေးချမ်းချမ်းနဲ့နေနိုင်အောင်အသင်လက်သေးလေးကကုညီဆောက်ချော့တော်မူပါဆိုတဲ့အကြောင်းလက်သေးလေးကိုပို့ပြီးမှစူတောင်းခြင်းအဖြစ်အလဲတွေမပါဘူး ပုတ်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများလုံးပွန်းလန်းသွားမှာဖြစ်ပါတယ်။ကိုနဲ့နီးနေဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းမင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ပြဿနာမရှိဘူးကိုရသေးတာမဟုတ်တဲ့တခြားရသေးတာရောက်တတ်တယ်ကိုရကိုဒေတာမှာအဆင်မပြေဘူးကိုကိုရင်ကိုလုပ်ငန်းကိုမိသားစုမှာအဆင်မပြေပဲနဲ့မင်းနေဓာတ်ပြနေပါလေဗျာ။မင်းเนี่ยစိတ်ပဲရှိတယ်စိတ်ထဲမှာ तू လှုပ်ချင်တာဒါဇွတ်လုံနေတာနောက်ကလိုက်တဲ့လူတွေကမပါတော့ဘူးအမိတ်မနာခံဘူး အလူတွေနဲ့ပတ်သက်တာဓာတ်ပြက်နေပြီအောက်အောက်တက်ငယ်သားတွေကမရှိတာဟုတ်ကဲ့ပါပြောပြီးကိုယ်ရရလှုပ်ချင်တာလှုပ်တော့တာငွေကြီးနဲ့ပတ်သက်တဲ့လိန်လယ်မှုအမင်းကလည်းလိန်လယ်မှုအောက်လက်ငယ်သားလည်းလိန်လယ်မှုအာခင်ဗျာပြဿနာတစ်ခုခုကိုဖန်တီးဖို့ပဲကြိုးစားနေဒီအချိန်မှာဟောမိမိပြုလုပ်ခဲ့တဲ့ကုသကံတရားကြီးကပြန်ပြီးတော့ဝတ်လေတဲ့ကာလမျိုးဖြစ်ပါလေဗျာတခုနဲ့ပတ်သက်တဲ့အိုးရင်လောက်ကန်းနေဖြစ်သိမယ် ကိုကိုရင်ကိုမိသားစုဖြည့်သီးခံမယ်အသူများအိုရင်မိသားစုကိုပြဿနာရှာတယ်ကိုမိသားစုကိုပြဿနာရှာခံမယ်ကာလမျိုးဖြစ်ပြီးကံကြမ္မာတပတ်ကတော့ဒီချိန်မှာတော့တပတ်ကတော့လင်းနေပြီဗျို့ဝိနာကနာလေးတွေစနေပြီဒါကြောင့်မင်းနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ကိစ္စလေးတွေမှာအာနေတတ်တဲ့ကာလမျိုးဖြစ်တဲ့အတွက်မင်းနေအားကောင်းရင်တနင်္ဂနွေတောင်အရှိမရောက်တော့မှာဖျောင်းနေမီလီထွန်းပြီးမှဆူတောင်းအသင်ဖျောင်းနေမီလီကျွန်တော်တို့မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်မင်းနေဓာတ်ပြက်နေတဲ့ မြေယာရီနဲ့ပတ်သက်တဲ့ဓာတ်ပြည့်တဲ့အပြောင်းအလဲရာဒူးဒူးတွေဓာတ်ပြည့်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဓာတ်ပြည့်နေတယ်ဗျာဓာတ်ပြည့်နေတဲ့ကိစ္စတွေအများဆုံးအစင်းပြေးအောင်အသင်ဖျောင်းနိုင်မီလီယာကုညီဆောင်ချောက်ပါဒီဖျောင်းနိုင်မီလီတွေထုံးပြီးဆူတောင်းရတဲ့အကျိုးကြောင့်မင်းနဲ့ပြောသမျှဆိုသမျှအောင်မြင်ပါသည်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာနှောက်ချင်အနာမရှိရနဲ့အစင်းပြေးပါသည်မြေယာရီနဲ့ပတ်သက်တဲ့ကိစ္စမှာအလိညာအကွေအောက်တွေဝေးပြီးတော့အန်ဒီရေကေပြင်းနဲ့တချိန်မှာအောင်မြင်ကြကြမဲ့မြေလိုရအောင်ကုညီဆောင်ချောက်နိုင်ပါသည် ရာထူးတွေတိုးတဲ့ခါမှာအနေရကင်းပြီးရှင်းပြီးတော့အစင်ပြေတဲ့နေရာလေးမှာရပါစီဆိုတဲ့အကြောင်းတင်းနေငွေတောင်အချင်းမြောက်တောင်လှည့်ဖျောင်းနိုင်ပြီလေထုံးပြီဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိရဲ့နောက်ကိုသွားတဲ့ခီကူပြောတဲ့စကားအမှန်သွားကျင်လို့သွားခွင့်ပြောကျင်လို့ပြောခွင့်မရပဲနဲ့အီးလေးလေးဖြစ်နေတာဖြစ်ပါလေဗျာဒါကြောင့်သွားကျင်လို့သွားခွင့်ပြောကျင်လို့ပြောခွင့်ရှိတယ်ဆိုရင်အဲဒီတောက်ကြ ညောင်ရကိုလက်ပသက်လေးကိုင်းပြီးမှသူတော်ဓမ္မမုံဘုဒ္ဓတောင်ရကိုလက်ရေးလေးတောက်ပြီးမှသူတော်အသိရေးလေးရကျွန်တော်တို့ခီးစကားတွေနဲ့ပတ်သက်တဲ့ကိစ္စလွဲချုံနေတယ်အာကျွန်တော်သွားတဲ့ခီးတွေအနေကင်းညီနေပြောတဲ့စကားတွေအောင်မြင်ကြင်နေဗျာဒါကြောင့်သွားတော့ခီးများအစင်ပြီးပြောစကားအောင်မြင်အောင်အသိရေးလေးကကုညီဆောင်ချောက်ပါဆိုတဲ့အကြောင်းဘုဒ္ဓတောင်ရလက်ပြီးရေးလေးတောက်ဓမ္မမုံရင်တော့တောက်ကြမြောက်ရကိုလက်ပဒံလေးကမ်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ အခုနဲ့ပတ်သက်ရေရွာတွေပြတ်တယ်ရွာတွေမှာမှုခင်းပြဿနာဖြစ်တယ်တိုင်းနေရအာပြည်နယ်တွေသွားတယ်ပြဿနာတက်တယ်ပြည်နယ်တွေကတိုင်းုံလာတယ်ပြဿနာမရှိဘူးဗျာအရွာတွေဖော်မဒိုးရကြုံမှဖြစ်ပါတယ်ဗျာမြင်ရမမြင်ရတည်းကအမြင်တဲ့လူတွေကလည်းရိုးရိုးဖြစ်တယ်မမြင်တဲ့လူတွေလည်းရိုးရိုးဖြစ်နေတဲ့အခါမှာကုညီတဲ့လူကတပိုင်းပြဿနာရှာတဲ့လူကတပိုင်းဖြစ်တာပါဒါကြောင့်ရွာဖော်ရင်အမှုခင်းပြဿနာတွေဝေးမယ်အဲငွေကြီးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံလိုက်ဝေးလာမှဖြစ်ပါတယ်ဗျာဒါကြောင့်ရွာလေးတွေဖော်မယ်ဆိုရင်တော့ ကျွန်တော်တို့ရပြောလို့ရှိရင်တော့စနေတော့အောက်တောင်တောင်းအောင်လှဲ့နောအရာခမရတည်တည်လေးခိုင်းပြီးမှဆူတော့အတင်းတည်တည်လေးရေရောဖော်လို့ဒိုးကကြော်တယ်အမှုခင်းပြဿနာတွေဝေးကျင်နေငွေကြီးနဲ့ပတ်သက်လို့အောင်မြင်ကြောချခြင်းနဲ့ဗျာဒါကြောင့်ရောဖော်လို့ဒိုးကကြော်အောင်ငွေကြီးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ရပြီးတော့အန္တရာယ်ကင်းပေးရှင်းအောင်အတင်းတည်တည်လေးကအကူကြီးဆောက်ရှောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့အနောက်တောင်တောင်းလှဲ့ပြီးမှ မျိုးဝပေါ်လိုက်စမှာဗျာခမရဒိုးရကြောပြီးအမှုခွင့်ပြဿနာများဝေးကွာသွားမှာဖြစ်ပါတယ်။ဒါကြောင့်မျိုးဝနံပါတ်၁တဲ့နှင်းနေဆက်သက်တဲ့လူတွေကဒီချိန်မှာကိုယ်မတရားလုပ်တဲ့မတရားလုပ်တဲ့လူကသူမတရားခံရမဲ့ကာလကိုယ်စီကမတရားယူတယ်သူမတရားပြန်ယူခံရမဲ့ကာလသူကကိုယ်ရိုက်တယ်သူရိုက်ခံရမဲ့ကာလအဲ့လိုမျိုးတံမြန်နေဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ခမရဒီချိန်မှာကုသိုလ်ကောင်းမှုလုပ်တဲ့တွေကကုသိုလ်ကောင်းမှုလုပ်ထားတဲ့တွေကကုသိုလ်ကောင်းမှုတွေထပ်လုပ်ရမယ် အကုသိုလ်လုပ်ငန်းတွေလှုပ်ထားတဲ့လူကအကုသိုလ်နဲ့ပတ်သက်တဲ့ကံကြမ္မာတွေကတော့တပည့်ကံကံကြမ္မာရဟကတော့တပတ်လည်နေပြီဗျ။ဒါကြောင့်ယူရတွေဖော်လို့ရှိရင်တော့အမှုခင်းပြဿနာမှန်ကဝေးကွာပြီးတော့စနေတော့နောက်တောင်တော့လဲပြီးတော့တရားသီလကံဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆုံနေတော့ယူရဖော်လို့ဒိုးရကြော်ပြီးအမှုခင်းပြဿနာများဝေးကွာပြီးငွေချင်းများအောင်မြင်ကြော်ကြသွားမှာဖြစ်ပါလေဗျာ။ဒါကြောင့်ယနေ့စနေရက်6လ2025 ကြာသာပတိနေဖြစ်ပါတယ်ဗျာကြာသာပတိနေရဲ့ပတ်သက်တဲ့ထီကန်လေးတွေစမ်းကျင်နေဆိုရင်တော့ခင်ဗျာစနေတော့နောက်တောင်းတော့လဲအသေးအသေးလေးကိုကိုင်းပြီးမှဆူတောင်းအသေးအသေးလေးရဲ့ကျွန်တော်ထီကန်လေးတွေစမ်းမယ်ကျွန်တော်စမ်းမယ်ထီကန်လေးတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအမြန်ဆုံးပွင့်လန်းအောင်အသေးအသေးလေးကအကူကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဘုံသူအော်ရောင်လို့စနေအနောက်တောင်းရက်ကိုလှဲ့အသေးအသေးလေးကိုင်းပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်တော့ထီကန်များအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာထီကန်တွေနဲ့ပတ်သက်လို့စမ်းမယ်ဆိုရင် ပါတစ်တို့လေးတို့ခွန်တို့သုံးရဆိုတဲ့အတွဲလေးတွေစမ်းမယ်အခွန်သုံးရတော့ခွန်တစ်တို့ခွန်လေးဆိုတဲ့ခဏလေးတွေကန်စမ်းမယ်ဆိုရင်တော့ဒီနေ့မှာတင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွန်းလန်းတော့မှာဖြစ်ပါတယ်ဒါကြောင့်အောင်မလေးထီကိုအနောက်ရစနေတော့အနောက်တော်တော်လဲပြီးတဲသီးလေးကန်ပြီးဆူတောင်းမယ်ဆိုလို့ရှိရင်တစ်သုံးရလေးခွန်အခွေလေးတွေကိုခွေမယ်အမခွန်သုံးရတော့ခွန်တစ်တို့ခွန်လေးဆိုတဲ့ကန်လေးတွေစမ်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွန်းလန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာ ကျွန်တော်တို့ရွှေချမ်းမီမိသားစုကပေးတဲ့ရေတွေကလိုလိုလေးတွေပါလိုလိုလေးတွေပေးပြီးတော့စင်ပြေကြတယ်ဆိုတာကြားသိရတဲ့အတွက်ရွှေချမ်းမီမိသားစုကိုကြဆရာကြီးမှလေးလေးသာသာကျေးဇူးတင်ရပါကြောင်းတင်ပြလိုက်ပါတယ်ဗျာဒီနေ့ကတော့စနေရက်6လ2025ကြာသာပတိနေ့ရဲ့တနေ့တာကံကြမ္မာအစီအစဉ်များဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ